မှာစီကလိုက်နာလဲကားတိုက်သေးရနိုင် Hello live season by Vicky အကျိုးဆိုပါတယ်ဒီနေ့ကတော့ဖူခွေးလေးစိတ်ကနေ VHS A ကိုစီးပြီးတော့ဆိုင်ခွန်ဟိုချီမင်းကိုတော့ပါမယ်ရှင်လင်းချင်းရွှေ့ခံလိုက်ရတော့ဟိုချီမင်းကိုရောက်တဲ့ချိန်မှာတော့ညမိုးချုပ်နေပါပြီ လေစိတ်ကနေထွက်တော့ Grab မှာပြီးတော့ Hotel ကိုပဲတန်းချက်ကင်ဝင်ခဲ့ပါတယ်။ check in လုပ်တဲ့ချိန်မှာ hotel ကကျွေးတဲ့ tea နဲ့ snack လေးတွေကိုစားပြီးတော့အခန်းထဲရောက်မှပဲ grab ကနေပြီးတော့ဟိုချီမင်းမှာနာမည်အကြီးဆုံးဆိုင်ကြီးကတစ်ခုဖြစ်တဲ့ pizza 4p ကိုသူ့ရဲ့ menu တွေထဲက hit ဖြစ်ဆုံးဖြစ်တဲ့ ganan spaghetti နဲ့နှမျိုးရော pizza တစ်ချပ်မှာစားခဲ့ပါတယ်နောက်နေ့ hotel က breakfast စားပြီးတော့ grab နဲ့ပဲဟိုချီမင်းမှာလဲကိုလဲရမယ့်နေရာတွေကိုတစ်ခုပြီးတစ်ခုသွားခဲ့ပါတယ် ထမဆုံးကတော့အခုမြင်နေရတဲ့ပန်းရောင်ချက်ချောင်းရွယ်ဖြစ်ပါတယ်ဒုတိယကတော့ဆိုင်ကုန်း Central Post Office ဖြစ်မှာရှိတဲ့ဖះเจ้าနဲ့ Central Post Office ထဲကိုဝင်လဲခဲ့ဖြစ်ပါတယ်အဲ့ဒီကနေပြီးတော့လက်ဆောင် Postcard နဲ့တခြား Souvenir အချို့တွေလည်းဝယ်ခဲ့ပါတယ် ဒီ Central Force Office ကဆိုလို့ရှိရင်မြန်မာနိုင်ငံမှာရှိတဲ့ဗိုလ်ချုပ်စည်းနဲ့နည်းနည်းဆင်တယ်လို့ရှိရပေါ့နော်။သူတို့ကတော့တကယ်ကိုစာတိုက်နဲ့ delivery service အချို့ကိုလက်ရှိ operate လုပ်နေစေဖြစ်ပါတယ်။

င်ကုန်ကဟိုချီမင်းကမျိုးလေပဲဖြစ်တဲ့အတွက်ကြောင့်မို့လို့တိတ်ပြီးတော့လဲပတ်လို့မကောင်းဘူးလဲပတ်ဆရာနေရာလဲတိတ်မရှိတော့ညီမတို့ကဒီမှာနှစ်ရက်နေဖို့ဆုံးဖြတ်လိုက်တယ်ပေါ့နော်ဒီစိုက်ကုန်ဘုတ်ပြီကိုရောက်နေရပဲဖြစ်ပါတယ်ဒီမှာတော့အများအားဖြင့်လူငယ်လေးတွေလာတယ်။ဒီဟာအဓိကသူတို့ coffee time လေးတွေလဲတွဲဖွင့်တာတော့စားုပ်ကလေးတွေဝယ် coffee လေးတွေစားနေပေါ့နော်။ အာဆောက်တွေကတော့ VN ဆောက်တွေပဲများပါတယ်ပြီးတော့အင်္ဂလိပ်စာဆောက်တွေဖြစ်ရပေါ့နော်အဲ့တော့ဒီအဓိကလူငယ်လေးတွေရော foreigner တွေရောဒီလမ်းလေးကလှတာပတ်တာလေးဆိုတာလှုပ်ထားတော့ဓာတ်ပုံရိုက်ဖို့ပဲအဓိကလာတာများပါတယ်ဟဲ့သူတို့ချက်လဲကြပါအောင်နော် coffee apartment ကိုရောက်ခဲ့ပေမဲ့လည်းအပေါ်မတက်ခဲ့ပဲနဲ့ lemon 81ကိုပဲတန်းသွားခဲ့ပါတယ် ိန်ကုန်းစစ်တာကိုအရင်ရောက်ခဲ့ပေမဲ့ဘာမှထူးခြားတာမရှိတဲ့အတွက်ကြောင့်မို့လို့ညီမတို့သွားချင်တဲ့ Lambert 81က Blank Sky Lounge ကိုပဲတန်းဝင်ခဲ့ပါတယ်။ Lambert 81က VNA ရဲ့အမြင့်ဆုံးအဆောက်အဦအရှိတောင်အာရှရဲ့ဒုတိယအမြင့်ဆုံးစံချိန်တင်ထားပြီးတော့ကဘာပေါ်မှာဆိုလို့ရှိရင်တော့14ခုမြောက်အမြင့်ဆုံးအဆောက်အဦတစ်ခုဖြစ်ပါတယ်။ Blank Sky Lounge ကဝင်ကြီးလုံးဝမပေးရဘဲနဲ့အခုမြင်နေရတဲ့ view လေးကိုခံစားရင် coffee တောက်မုတ်စာဓာမွင်ကော်တီလေးတောက်ပြီးတော့ချေးလို့ရမယ့်နေရာလေးတစ်ခုမှလို့သွားဖို့ recommend လုပ်ပါတယ်နော်ဗီယက်နမ်နိုင်ငံစိုက်ကွန်ဟိုချီမင်းရဲ့မြို့လေကောင်ကိုရောက်နေပါတယ်ရှင်။ဒီမှာတော့ branded sign တွေ ဝင်းရံထားပြီးတော့ဟိုဘက်မှာဆိုလို့ရှိရင်လည်း international brand hotel တွေလည်းရှိပါတယ်။ညီမတို့ VNL လေခဲ့တဲ့လောက်ကတော့ဒါ VNL မှာ branded တွေနဲ့ international brand တွေအစုံရတာဒီဟိုချီမင်းတစ်ခုပဲရှိပါတယ်။ခု VNL ရန်ကုန်နာမည်ကြီးတဲ့ tourist ကိုလည်းရန်ကုန်သူတို့အားဖိုက်လာတော့ထိုင်းထက်ကိုသူတို့တအောင်လုပ်နေလာခင်ရတယ်ပေါ့နော်။ရန်ကုန်မိုက်လာပါတယ်။ ညနေပိုင်းမှာတော့ဟိုချီမင်းရုပ်ထုနာကိုလမ်းလျှောက်ခဲ့ပြီးတော့ City Tour Bus လေး join ခဲ့ပါတယ်ဗီယက်နမ်ဟိုချီမင်းရဲ့ City ဟုတ်ကဲ့ဟုတ်ကဲ့မတီးမတီးပြီးပါတယ် City Tour တနာရီချင်းမှာဖြစ်ပါတယ်ရှင်။ဗီယက်နမ်ငွေတယောက်ကိုတသိန်းခွဲနှစ်ယောက်သုံးမိတ်ပေးခဲ့ရပါတယ်။ကဲဖကီရိုနဲ့အတူတူစီတီတော်လေးလိုက်ဂျွိုင်းပေးကြပါအောင်ရှင်။ ဒီဖျားချောင်းကြီးကအမှန်ဆိုရင်အရန်လာတဲ့ဖျားချောင်းကြီးပေါ့နော်ဒါမဲ့ဗီကီတို့ရောက်တဲ့ချိန်မှာ maintenance လုပ်နေတဲ့အတွက်ကြောင့်မလို့သူတို့ဝင်းရံထားတဲ့အတွက်ကြောင့်မလို့လှတင်တဲ့လောက်တော့မလာဘူးအဲ့ဒီတော့ဓာတ်ပုံတွေလည်းတိတ်မရခဲ့ဘူးပေါ့နော် ဆိုင်ကုန်ကိုချင်မရလေအရန်ကိုကားတန်လေးဆိုင်ကဲတန်လေးအရန်ဆိုတယ်မျိုးပြအောင်မကြိုက်ဘူးဆိုရင်ဒီဆိုင်ကုန်ကိုချင်မကိုလုံးဝကြိုက်မှာမဟုတ်ဘူးထိုင်းထက်စာအရန်ဆိုပါတယ်ဟုံးနေလေအရန်တုံးကြတယ်

ဒီဟာ walking street ကထိုင်းရခောက်ဆန်လမ်းထက်ဆိုင်တော့ပိုကျဲပြီးတော့ပိုစားစရာတွေများတယ်။မြန်မာနိုင်ငံ16လမ်းထက်ဆိုင်တော့လမ်းဘေးစီးတလီတွေနဲပါတယ်။ဖကီတို့လည်းဒီဟာ local ဆိုင်လေးတစ်ခုမှညစာစားပြီးတော့နောက်နေ့အတွက်အားမွေးခဲ့ပါတယ်။ဒုတိယမြောင်းနေ့မှာတော့ breakfast စားပြီးတော့ hotel နားမှာရှိတဲ့နမယ်ကြီးဘန်တန်ဈေးကိုသွားလည်ခဲ့ပါတယ်။ ီဈေးမှာတော့အဓိကအတိုင်းချုပ်လို့ရတယ်ပေါ့နော် Taylor Made အဝတ်အစားတွေ brand replica တွေနဲ့ Vietnam truck ကုန်ပြီးတော့ဈေးမှာသူတို့ street food လိုမျိုးစားတောက်ဆိုင်လေးတွေရှိပါတယ်ဒါပေမဲ့ဒီမှာတော့ဘာမှဝယ်ဖို့စားဖို့အတွက် recommend မလုပ်ပါဘူးเนาะ blogger တွေတော်တော်များများစိုးတဲ့အတွေ့အကြုံတွေတွေ့ကြုံခဲ့ရပေမဲ့ Vicky ရောတော့မတွေ့ကြုံခဲ့ရပါဘူးပတ်စီမန်ညိုထဲမှာ Google Map လေးနဲ့လမ်းလျှောက်ပြီးတော့သေးတိုင်းရှာနေပါလေဘာမှဖြစ်လို့တော့မဟုတ်ဘူးပြန်နေအားသေးပါလေကောင်းလျှောက်နေပါလေယောက်ျားနောက်ကိုယုံကြည်ပါနဲ့ ကျမကတော့လေလိုက်ရယ်နဲ့လိုက်ပါ့။တော်တော်ရှိရဲ့ကြိုကျေးဇူးတွေပေါ့ရှင်။ဟုတ်လား။အပေါ်လေမိဘဆိုင်နေလမ်းလျှောက်တယ်စိမ့်လို့ဆိုပြီးလမ်းလျှောက်တယ်မရဘူးကားတွေရောဆိုင်ကယ်တွေရော အတင်းဝင်တာကိုရီးမြန်မာနိုင်ငံဆိုးလာပြီထင်တယ်ကိုရီးနိုင်ငံတက်ဖို့ဆိုးတယ်ဆိုးနေကျန်နေမှာစီကလိုက်နာလေကားတိုက်သေးရနိုင် ဆွေးဝဲသွားရင်လည်းအခုလိုချစ်စရာကောင်းတဲ့လမ်းကြားလေးလည်းတွေ့ခဲ့ပါတယ်။ဟိုတယ်ပြန်ချက်ောက်လုပ်ပြီးတော့လေးစိတ်မစင်ခင် afternoon tea ကို VNN traditional music လေးတွေနားထောင်ရင်းနဲ့ enjoy လုပ်ခဲ့ပါတယ်ရှင်။ Thank you. က်ခူဖို့လေးစိတ်ဆင်းပါပြီဒီနေ့ blog လေးကတော့ဒီလောက်ပါပဲเนาะနောက်အင်ကာနဲ့စနေနေ့တိုင်းမှာလဲ VNN တခြားမျိုးတွေကိုလဲထားတဲ့ blog လေးတွေစတိုက်တက်မှာမို့လို့ Vicky ရဲ့ channel လေးကို like and subscribe လုပ်ဖို့မမေ့နဲ့เนาะ See you in next blog bye bye